တစိမထတာကြာပြီဆိုတော့အဲ့လို comeback လို့တော့ပြောလို့ရမလားမသိဘူးเนาะကျွန်တော်เนี่ยအဲကျွန်တော်အရင်လေးစားတဲ့ပုံကိုအဲတအူးနေပေါ့เนาะအပေါင်းပြီးတော့ဖန်တီးကြတဲ့အချင်းရှိပါတယ်အဲ့ဒါမကြိုက်ခင်ထွက်လာဖို့ရှိပါတယ်ဟုတ်ဘောလုံးကန်ကျွန်တော်ဘောလုံးရမ်းကန်လေဘောလုံးရမ်းကန်တော့အဲ့လိုဟိုဟို price ဆိုအမြင်စားရအမြင်အဲ့လိုမျိုးတင်မှာစနေကြဆိုတော့ဒါပေမဲ့ flare ban ဝတ်တဲ့အချိန်မှာပို့ပြီးတော့ပေါ်တယ်ပုံမှန်ဆိုလို့ရှိရင် flare ban ကဟိုကျွန်တော်ဝတ်တာပုံမှန်ဆိုဒီရိုးရိုးခါမှာဝတ်ကြတာကျွန်တော်ဒီခါအပေါ်ထိတက်ဝတ်တဲ့အချိန်မှာအဲ့အဲ့ဟိုပါပေါ့ခါအပေါ်တက်သွားတော့တင်ရဲ့ shape ကပိုထင်းသွားတာ ဲ့လိုဖြစ်သွားတာမင်္ဂလာပါဒီနေ့က the best one နဲ့ကျွန်တော်နဲ့ပူးပေါင်းပြီးတော့အဲကျွန်တော်ရဲ့ clothing brand တစ်ခုပေါ့နော်ထုတ်တဲ့ Rook Lab ကိုကျွန်တော်လာပြီးတော့အာပွဲတက်တာပေါ့နော် so ဒီနေ့က Rook Lab ကိုအဲပွဲမှာမိတ်ဆက်မယ်အင်ကြီးတွေမိတ်ဆက်မယ်ကျွန်တော်ဖန်တီးထားတဲ့ design အကြောင်းတွေပြပြမယ်အဲ့တော့ရောက်တာ Rook Lab ရဲ့ရဲ direction ကကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကျတော့ artist ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် Rook Lab ဆိုရဲ ဲ brand ဖန်တီးရဲ့အချိန်မှာအာ found တခုအနေနဲ့ဗာထည့်လို့ရမလဲစစဉ်းစားတာပေါ့ဆိုတော့အခုအဲ့ root club ကိုဖန်တီးရဲ့အချိန်မှာခုနကပြောသလိုမျိုးပဲ root club ဆိုတဲ့နာမည်ဖြစ်လာတဲ့အရာအစပေါ့နော် the root the အကျွန်တော်အစလုပ်မယ်ဆိုတဲ့အချိန်မှာအခြေခံအစစဉ်းစားရဲဆိုတော့အခြေခံအခြေခံအနေစပြီးအခြေအမြစ်ကိုစစဉ်းစားရင်းနဲ့အခြေခံမရမယ်ဒီ brand တွေဆိုတော့ direction ကိုစစဉ်းစားဆိုတော့အခြေအမြစ်ကိုယူပြီးတော့အမြစ်ကိုသဘောကျပြီးတော့ root ကိုယူလိုက်တယ်ပေါ့နော် so root ကနေမှတစ်ဆင့် club ဆိုတဲ့ဟာကိုဘယ်လိုသွားမလဲစစဉ်းစားရဲဆိုတော့အဲ့ direction ကိုမှကျွန်တော်ကအဲ့အဲ့ထဲမှာကျွန်တော်တို့ဟိုဒီထုတ်မဲ့ product တွေမှာကျွန်တော်ရဲ့ အဖောင်းထည့်ကျင်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာအဲဒီအင်ကြီးပေါ်မှာတင်မဲ့ဒီဇိုင်းကိုစစင်စားတယ်ပေါ့နော်အဲ့အချိန်မှာအခုနကပြောသလိုမျိုးပဲဒီကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေလည်းအများကြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ခံစားရတဲ့အရာတွေကျွန်တော်အမှုပညာတွေနဲ့ဖန်တီးလို့ရမယ့်အရာတွေစစင်စားတယ်အဲ့အချိန်မှာခုနပြောတဲ့အမြင့်ရယ်ပေါ့နော်အမြင့်ပြီးတော့လူတရပဲဆိုတော့လူတရောင်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာအမြင့်တည်နေတဲ့လူတရောင်းပေါ့နော်အဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော် concept စဆွဲပြီးလို့ရှိရင်အဲလူလူနဲ့ဒီကမ္ဘာမြေကြီးရဲ့အမြင့်တွယ်နေတဲ့ဟာကိုအခြေခံယူလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့နောက်မှာမှာ အဲကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတစ်ခုပြန်စဉ်းစားတာပေါ့လူတွေအဲ့လိုဖြတ်တန်းခဲ့ရတဲ့ကာလတစ်လျှောက်မှာအဲ့လိုအရန်ဒုက္ခရောက်တဲ့အချိန်မှာကိုယ်ကူညီမဲ့သူရှားတာရန်ခက်ခဲဆိုတဲ့ခံစားချက်တချို့လည်းထည့်ကျင်နေဆိုတော့အဲအကြောင်မလို့ကိုယ့်ကိုအားကိုးရမယ်ဆိုတော့အဲတက်လိုင်းထည့်ကျင်တာပေါ့နော်အဲ့တော့ root club ရဲ့တက်လိုင်းကိုကျွန်တော် root for yourself ဆိုပြီးတော့တက်လိုင်းထည့်လိုက်တယ်အဲ့ဒါအောင်မှကျွန်တော်ကအဲ့အခုနပုံတစ်ခုအကုန်ဆက်ပြီးသွားတဲ့အချိန်မှာအောက်မှာ concept breakdown ဆိုပြီးတော့ကျွန်တော်ပြောချင်တဲ့ဒီပုံရဲ့အဓိပ္ပာယ်ကဘာကိုထည့်ထားရလဲဆိုတော့အောက်မှာကျွန်တော်အဲ့လို the earth ရယ် the human ရယ် the roots ရယ် the reminder ဆိုခုနဒီအမြင့်ရယ်လူရယ်အဲဟိုကဘာမြင့်ကြီးရယ်ပြီးတော့ကိုယ့်ကိုအားကိုးရမယ်ဆိုရင်အဲ့ဒီအကုန်လုံး core separate down လုပ်ပြီးတော့အဲဒီ root club ရယ် alpha form ပေါ့နော်ကျွန်တော်ဖန်တီးရယ် alpha form အဲ့အဲ့ဒါကိုကျွန်တော်အဆအဆုံးအဓိကပြန်ပြီးတော့ခွဲချမ်းခွဲချမ်းပြပြီးတော့နောက်ဆုံးမှာခုနပြောတဲ့အတိုင်းပဲဟာဒီ root club ရယ် direction ဒီအဝတ်အစားတစ်ခုလည်းမဟုတ်ဘူးပေါ့နော်ဒီထဲမှာ artist ရောက်ဖန်တီးထားတဲ့ဟို ဒသနပိုင်းဆိုင်ရာအဖုန်းတွေအများကြီးပါတာပေါ့နော်အဲ့ဒါကိုကျွန်တော်ထည့်သွင်းတာဖြစ်ပါတယ်မဟုတ်လားအဲကျွန်တော်ဟိုစီးဝိုင်းစီးဝိုင်းလုပ်ဖို့ရရင်တော့အရင်မစင်စားစုမစင်စားဘူးပေါ့နော်ဒါပေမဲ့အခုကအဲ clothing brand ထုတ်မယ်ဆိုတဲ့အချိန်မှာလည်းကျွန်တော်စီးဝိုင်းဆိုတာတက်ကျွန်တော်အင်ဂျီပေါ်မှာကျွန်တော်တင်ကျင်တဲ့အမှုပညာတစ်ခုကိုကျွန်တော်စပြီးစဉ်းစားတာအဲ့ဒါကြောင့်မလို့လဲအင်ဂျီပေါ်မှာကျွန်တော်ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ခံစားရတဲ့အရာပေါ့အဲ့ဒါကိုဘာဖန်တီးမလဲဆိုတဲ့အရာပေါ့စစဉ်းစားတာဆိုတော့စီးဝိုင်းတော့လောက်ရလောက်ရမှာပေါ့နော်ဒါပေမဲ့အမ်အဓိကကတော့ကျွန်တော်ကတော့ creativity ပို့ပြီးအားစက်တယ်လို့ဆိုတော့အဲ့ဒါကိုပဲပို့ပြီးဦးစားပေးပါတယ်ဟုတ်ပါဘူး the best one ကကျွန်တော်ကိုလာကန်းလိုက်တာပေါ့နော်အဲရှိုင်းဟိုဟာရှိုင်းနဲ့ပေါင်းပြီးတော့အဲ closed band တစ်ခုထုတ်မယ်ပေါ့အဲ့ချိန်မှာဘယ်လိုလုပ်ချင်လဲဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်လုပ်ချင်တဲ့ပုံစံကိုသူတို့နဲ့အရင်စပြီးတိုင်ပင်တယ်တိုင်ပင်ရင်းနဲ့မှအဲ့လိုအစအဆုံးသူတို့ကလည်းကျွန်တော်အများကြီး support လုပ်ပြီးရပေါ့နော်ရှိုင်းဘယ်လိုလုပ်ချင်လဲအဲဘယ်လိုနာမည်နဲ့သွားချင်လဲ ဘယ်လိုပုံစံတွေထုတ်ချင်လဲပေါ့နော်ပြီးကျွန်တော်ဝင်နေကြပုံစံကျွန်တော်လိုဖလဲပန်တွေပါလဲဝတ်တာအောင်ဆိုတော့အဲ့လိုမျိုးတီရှပ်တွေမှာမှအဲဘယ်လိုဝတ်စားထည့်မလဲဆိုတော့စစင်စိုင်းနေအစားအစုံမှာကျွန်တော်အဲ့ the best one နဲ့ပဲတိုင်ပင်ပြီးတော့ဒီ root club ကိုဖန်တီးပြတာပါလဲဟုတ်ဟုတ်တယ်အဓိကဟိုပါပေါ့အဲရိုးရိုးရှင်းရှင်းမဲ့ဝတ်ရကျွန်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့ဟိုရိုးရိုးရှင်းရှင်းကိုမှခုနပြောတဲ့ concept ပါတဲ့အဲ art found ထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဝင်နေကြအဲလို flavor flavor လေးထည့်တယ်ပြီးလို့ရှိရင်အဲ့လို tweet တွေ ရေယူတီရှပ်ဆွတ်ရှပ်တွေအဲ့ဒါတွေပဲထုတ်တာပါဟုတ်စကပ်ကတော့အခုတော်တော်များများစီးကြတယ်เนาะအပြင်မှာအာကျွန်တော်အခုဒီစကပ်ကကြတော့ဟိုဟာဒီစကပ်ကလည်း root ကလုတ်ထားတဲ့အာ root club ကလုတ်ထားတဲ့စကပ်ပဲကျွန်တော်ဒီကောင်ကိုအာဒီကောင်လေးခုနပြောတဲ့ဟို concept လုတ်ထားတဲ့ design ပုံကိုပဲကျွန်တော်ကဒီစကပ်ပေါ်မှာပြန်တင်ပြီးတော့ဖန်တီးထားတာပေါ့เนาะဆိုတော့အာဒီစကပ်စီးထားတာလည်းဒီ root club ရဲ့ brand အခုလုံးဝတ်ဆင်ထားတာပါဟုတ်ဟုတ်ပုံမှန်ဆိုရင်တော့ကျွန်တော်အဲ့လိုအရင်အဝတ်စားနဲ့ပတ်သက်ပြီးအရင် glue site တွေထဲမှာမပါဘူးဒါပေမဲ့အဲ့လို အာဝေးရတာပေါ့ပါဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းဖြစ်လာတယ်ပိုကြိုက်တဲ့လူလိုပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ခုနက clothing မထုတ်မယ်ဆိုတဲ့အချိန်မှာကျတော့အာကိုကိုဝှစ်ချင်တဲ့ကိုကိုယ်တိုင်ဝှစ်ချင်တဲ့ဟာလည်းဖြစ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်အဲကိုရဲ့ဒီ artist job ဖြစ်တဲ့အတွက် artist job ဖန်တီးတဲ့ art form လည်းပါသင့်တယ်လို့ခံစားရတယ်ကျွန်တော်လည်းဖန်တီးရဆိုတဲ့အတွက်ကျွန်တော်ရဲ့ vibe ပါသင့်တယ်လို့ခံစားရတယ်ပေါ့အဲဒါကြောင့်မလို့ကျွန်တော်ဒီအဝတ်စားဖန်တီးရအချိန်မှာကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်စဉ်းစားမိတဲ့အရာတွေကျွန်တော်ဝှစ်ချင်တဲ့ပုံစံတွေနဲ့ ဖဏိပြတာမဟုတ်အဲ့တော့ကျွန်တော်ကအဲ့လိုအဟိုဟိုကျွန်တော်စတိုင်ဆိုရဲဟိုကျွန်တော်အဲ့လိုဝေးရတာကြိုက်တယ်ဗောနော flare ban အဲ့လိုအောက်ကိုအပွား bell ban တွေအဲ့လိုမျိုးဝေးရတာကြိုက်တယ် t-shirt တို့ဘာလို့ဆိုလို့ရှိရင် usually ဝေးရတာကြိုက်တယ်ခုနအဲ့ breed တွေစရတယ်အဲ့ဒီဟိုကိစ္စအဲ့အဲ့အဲ့လိုအဲ့လိုဘာလဲ flare ban လဲပါတော့ပါတယ်ဒါပေမဲ့ကျွန်တော်လိုတော့မဟုတ်ဘောအများကြီးပြင်စင်တာပါတယ်ဟုတ်တကယ်တော့မဟုတ်အဲ့ကိစ္စကခဏခဏပြောနေတာအဲ့တင်ရှိတဲ့ကိစ္စကကျွန်တော်က original ဒါပေမဲ့ ဖလေးပန်ဝင်လို့ရှိရင်ကျွန်တော်နဲ့ကသွားပြီးအမှသွားပြီးဖစ်ဖြစ်နေတာအဲ့ဆိုဒီတစ်ခါတော့အဲတစ်ခါထုတ်ရတာပေါ့နော်အဲ့အဲ့ဖလေးပန်ကိုတစ်ခါထုတ်ရတာပေါ့ဒါပေမဲ့အများကြီးပို့ပြီးကြိတ်ကောင်းအောင်တော့ကျွန်တော်ပြင်ဆင်ထားပါတယ်ခါမှလည်းအဲ့လိုမျိုးအဲထိုင်ရထိုင်ရအဆင်ပြေပါပေါ့နော်ကျွန်တော်ဝတ်ထားဝတ်ဆင်ဘူးတဲ့ experience ကဘာကောင်းလဲမသိဘူး so အ short jewelry ပါလေကျွန်တော်ထည့်ထားတယ်ပေါ့နော်ဝတ်ရတာတော်တော်ပြန်လုပ်ထားပါတယ်ဟုတ်ပါဘူးအဲ့လိုတော့ဖြစ်သွားပါပေါ့နော်တော်တော်များများအဲ့လိုကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးအဲ့လိုဖလေးပန်အပွားလေးနဲ့တင်ကြက်ချက်နဲ့ ရိုးရိုးရှင်းကျွန်တော်တို့ဒါရိုးရိုးရှင်းမှာပဲများသွားပြန်အရင်ရွှေရှုပ်ရှက်တော့မဟုတ်ပါဘူးဆိုတော့အဲ့အဲ့ဒီကျွန်တော် style လို့ပြောလို့ရပါတော့ကျွန်တော်ကိုရီးယားလည်းအဲ့လိုဝေးရတာကြိုက်တယ်ဆိုတော့အရင်အဲ့လို 80s 90s အဲ fashion တွေလည်းဝေးရတာကြိုက်တယ်ဆိုတော့အဲ့ဒါကိုပဲအခြေခံပြီးကျွန်တော်ကြိုက်တဲ့ပုံစံကိုပဲအခုလည်းအဲ့ဒီဘောင်းဘီလည်းပြန်ထည့်ထားတယ်ဒါပေမဲ့အဲ့လိုအဲ့လိုတော့အရင်ကြက်ကြက်တို့ဖြစ်အောင်တော့မလုပ်ထားပါဘူးဟုတ်ပါဘူးအဲ light weight light weight ကြတာလားဆိုတော့ ဟိုကျွန်တော်တို့ကျွန်တော်ကြိုက်တဲ့ fashion ဆိုတော့အဲဟိုကျွန်တော်တို့ချစ်တဲ့သူတွေ live တာဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ကိုယ်တိုင်ကြိုက်လို့ဝတ်တာဖြစ်ဖြစ်အဲကျွန်တော်သဘောကျတဲ့ fashion သူတို့ဝတ်တာဆိုကျွန်တော်ဝမ်းတာပါတယ်အခုကျွန်တော်ဖန်တီးတဲ့ဟာကိုသူတို့ဝတ်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ဝမ်းတာတာပါဟုတ်ပါဟုတ်အခုဒီကောင်ပါတယ် rook club ကထုတ်တဲ့တဲမှာကျွန်တော်ဝတ်နေကြ flare pan ပါတယ်အဲ့ကောင်ကျွန်တော်ပြန်ထည့်ထားတယ်ထည့်ထားပြီးတော့အဲဒီချက်ပို့ပြီးတော့ကောင်းအောင်ကျွန်တော် modify လုပ်ထားတယ်ပေါ့နော်အဲ့အားလေးတော့ထည့်ထားပါတယ်အဲ့လိုတော့မရှိပါဘူးကျွန်တော်ကဟိုပြည့်စက်ချစ်လို့စားတယ်အဲ့လိုသဘောပါပဲဟိုလိုမျိုးကြီး ုယ်ကန္နာကိုနဲ့ပတ်သက်ပြီး insecurity ဖြစ်တာတခုမှမရှိပါဘူး။ original အဲကျွန်တော်တငယ်ချင်းတွေတော့တည်ရကျွန်တော်ကအဲ့ဒီအဲ့လိုဟိုဘောလုံးကန်ကျွန်တော်ဘောလုံးရမ်းကန်တယ်လीဘောလုံးရမ်းကန်တော့အဲ့လိုဟိုဟို horizon အမြင်ဆာရာမြဲအဲ့လိုမျိုးတည်မှာစနေရဆိုတော့ဒါပေမဲ့ flare ban ဝတ်တဲ့အချိန်မှာပို့ပြီးတော့ပေါ်တယ်ပုံမှန်ဆိုလို့ရှိရင် flare ban ကဟိုကျွန်တော်ဝတ်တာပုံမှန်ဆိုဒီရိုးရိုးခါမှာဝတ်ကြတာကျွန်တော်ဒီခါအပေါ်ထိတက်ဝတ်တဲ့အချိန်မှာအဲ့အဲ့ဟိုပါဘောခါအပေါ်တက်သွားတော့တင်းရဲ့ shape ကပိုထင်းသွားတာ အဲ့လိုဖြစ်သွားတာကျွန်တော်တကယ်တော့ gym ဆော့တယ်ဒါပေမဲ့အဲ့လိုဟိုជីជីမမပြင်းထန်မဆော့ဘောလုံးရမ်းကန်ဘောလုံးအရမ်းကန်အဲဘောလုံးအဲ့လိုတပတ်မှာအဲ့လို3-4ရက်လောက်ကန်တယ်ကွင်းကြီးလည်းကန်တယ်ဖူဆယ်လည်းကန်တယ်တင်ကြီးကတော့ဘောလုံးကန်လည်းစိုက်မလားတော့မသိဘူးကျွန်တော်ပေါင်လုံးလည်းကြီးတယ်တိရအောင်သူတို့အမြင်ရစတယ် ။ဟောကျွန်တော်ပေါ်လာရအဲ့လိုဘယ်လိုမျိုးပါလဲဆိုစနေကြပါလို့ဘောင်းဝင်လို့ရှိရင်ကျွန်တော်တင်ရှိရလို့ဆိုတယ်။အမြင်ဟာရမင်းတင်ရှိရမဟုတ်ရလား။အဲ့လိုစနေကြပါအဲ့လိုကြီးကြီးမားတော့မဟုတ်ပါဒီမှာပေါ်လာချင်းချင်းစရဟောအဲ့လိုရောမရှိအမြင်အောင်လည်းမစပါဘူးအဲ့လိုမျိုးဟိုတခါတလေမှပေါ့သိရမလားအဲ့လိုပုံမှန်ကြီးအဲ့လိုအမြင်နဲ့စခံရရမျိုးတော့မရှိပါဘူးအဲကျွန်တော်တချင်းအစ်စ်မထွက်တာကြာပြီဆိုတော့အခုဟိုဟာတချင်းအစ်စ်ပြင်ဆင်ထားတာရှိရပါတော့အဲမကြခင်မှာထွက်လာဖို့ရှိတယ် music video ရိုက်ဖို့အခုလည်းစလုပ်နေပြီအဲတချင်းထွက်တာကြာပြီဆိုတော့အဲ့လို ကမ်ဘက်လို့တော့ပြောလို့ရမလားမသိဘူးဗောနော်ကျွန်တော်နဲ့အဲကျွန်တော်အရင်လေးစားတဲ့ပုံကိုအဲတူးနေဗောနော်အပေါင်းပြီးတော့ဖန်တီးကြရတဲ့ရှင်ရှိပါတယ်အဲ့ဒါမကြိုက်ခင်ထွက်လာလို့ရှိပါတယ်ဟုတ်နာမည်တော့မပြောပြရသေးဒီတစ်ခေါက်ကလေဟိုဟိုပွင့်လင်းပြောရရင်ကျွန်တော်ခံစားရတဲ့ခံစားချက်အပေါ်မူတည်ပြီးတော့အစအဆုံးဖန်တီးကြဖြစ်တာဆိုတော့လေဟိုဟိုအရင်ခလိုမျိုးကြီးအဲ့လို trend ဖြစ်တာမျိုးခလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ခံစားချက်အစ်စ်မှလောက်ထားတာဆိုတော့ဟိုနားလေဖို့တော့ခက်ကြမလားတော့နည်းနည်းထင်ရတယ် ဖန်တီးရတဲ့အရာပြီးတော့ music ကသွားတဲ့ပုံစံလည်းအဲ့လိုအာ orchestra ပုံစံမျိုးတွေဖြစ်နေတာဆိုတော့လေကျွန်တော်မလုပ်ဘူးတဲ့ general တစ်ခုလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့အဲ့ဟာကိုစမ်းသပ်ကြည့်ထားတာပြီးတော့ကျွန်တော်ခံစားချက်အစအဆုံးအဲ့ထဲမှာအပြည့်ထည်ထားတာဆိုတော့အာထွက်လာလို့ရှိရင်တော့အာစောင့်ကြည့်ရမှာပေါ့ဟုတ်ဟုတ်အဲ့အဲ့မပြောတဲ့ခံစားချက်နဲ့အဲ၃၄ရက်ဇက်တိုင်အိမ်မပြောတဲ့ခဏချက်အိမ်မပြောတဲ့အကြောင်းကိုပဲအဲကျွန်တော်ညဘက်တွေထိုင်ပြီးတော့အိမ်မပြောပဲတွေးတဲ့အတွေးတယ် အဲပြီးတော့အဲ့ဘဝနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အရာတွေတချို့ရအဲ့ဒါတွေအကုန်လုံးအဲ့တချင်းထဲမှာထည့်ရတာဟုတ်ပါဘူးအဲ့ဒါကိုလည်းမသိအဲ့အဲ့ဒါကြောင့်မလို့တချင်းဖန်လေးဖြစ်သွားတာဟိုအိမ်မပြောတဲ့ညာဘာကြောင့်ဘယ်လိုဖြစ်မှလည်းမသိဘူးအစင်မပြေလို့အိမ်မပြောရလည်းမဟုတ်ဘူးအရာရာအစင်ပြေနေရတာ I'm sorry အရာရာအစင်ပြေနေရတာနဲ့အဲ့လိုအဲအိမ်မပြောအဲ့အိမ်မပြောတဲ့ခန္ဓာချက်ကိုပဲဟိုအဲ့တချင်းဖန်လေးရတာပေါ့နော်ဟုတ်ပါဘူး ကျွန်တော်အဲ့တချင်းဖန်တီးပြရတကယ်တော့နည်းနည်းတော့ကြာနေပြီကျွန်တော်လိုချင်တဲ့အဲဟိုဟာပေါ့နော်ဟို music video ရိုက်ဖို့အတွက်ကိုကျွန်တော်အချိန်နေလို့ပေါ့နော်အခုကတော့တိတ်မကြာခင်မှာကျွန်တော်ရိုက်ဖို့စပြီးတည်တော့မှာဆိုတော့မကြာတော့ပါဘူးဒီဒီဒီလာတယ်မို့နားလာလို့ထွက်မှထင်တာပါဟုတ်ဟုတ် music video နဲ့ပြမှကျွန်တော်လိုချင်တဲ့ကျွန်တော်ပြချင်တဲ့အဲ direction ပို့ပြီးမြင်ရမယ်လို့ကျွန်တော်ခံစားလို့ပေါ့နော်ဟုတ်ပြီးတော့ဒီတန်းတချင်းတချင်းကြီးပဲတင်းတင်းထောက်အောင်မှာလဲကျွန်တော် တဲ့နှမျောတွေကိုခံစားရတော့ခိုးရင်တော့အကြောင်းတွေတော့အဲ့လိုအတိတ်ကအကြောင်းတွေလည်းပါတယ်အနာဂတ်ကြောင်းစဉ်းစားရလည်းပါတယ်လက်ရှိ present မှာနေရာခတ်တဲ့ခံစားချက်လည်းပါတယ်အဲ့အဲ့အကုန်လုံးရောထားတာတချင်းရဲ့အဲဒီမှာအဲ့လိုအတွေးနဲ့ပတ်သက်တဲ့အရာတွေပဲထည့်ရတာတိတိကျကျဘာမှမဖော်ပြထားဘူးအဲမသိရှင်သန်ရတဲ့ဘဝတစ်ချက်မှာအဲ့လိုအနေထိုင်နေရာရှိမှာပေါ့လူတွေကကိုယ်စိတ်ကိုအရင်မသိနိုင်ဘူးအဲ့တော့အဲ့ဒီထဲမှာပဲအစဉ်ပြေနေရတာနဲ့သူ့ဘာသူအိမ်မပြောရဲရက်တွေဖြစ်လာတဲ့အချိန်မှာအဲအဲအဲ့လိုအတိတ်ကအကြောင်းတွေပြန်စဉ်းစားလိုက်ပြီးအနာဂတ်ဘာဆက်လုပ်ရမလဲစဉ်းစားလိုက်ပြီးရင် အခုဘာလုပ်နေလဲဆိုတာစဉ်းစားလိုက်အတွေးအတွေးများတာပါအတွေးများရင်လည်းအိမ်မပြောတဲ့ခံစားချက်ပါအဲ့ဒါကိုပဲအဓိကဟိုခံစားမိရင်ခံစားမိရင်လည်းတချင်းလှုပ်ချင်လာတဲ့စိတ်ဖြစ်လာလို့ပြီးတော့ကျွန်တော်ခံစားရတဲ့အဲ့အဲ့အိမ်မပြောဘဲနဲ့ညဘက်ထိုင်နေတဲ့အချိန်မှာနှစ်နာရီလောက်မနေ့နှစ်နာရီသုံးနာရီလောက်ဒီအိမ်မှာအဲ့လိုတရားတွေထိုင်နေတဲ့အချိန်မှာတွေးမိတဲ့အတွေးအဲ့အချိန်မှာနားထဲမှာကြားရတယ်လို့ခံစားရတဲ့အဲလိုဟိုအဲ့ stream တယ်ပေါ့နော်အဲ့ကျွန်တော်အဲ့အရာတွေကိုစိတ်ကူးရင်ပြီးပြန်ဖန်တီးကြတာဟုတ်တယ် the best one ဒီပွဲကနောက်ထပ် ဒီနေ့ပြီးလို့ရှိရင်နောက်ထပ်2ရက်ကျန်သေးရတယ်နောက်ထပ်တခြားသော artist တွေလည်းဒီမှာလာပြီးတော့အော်ဖြည့်ဖို့လည်းရှိရပေါ်တက်ဖို့လည်းရှိရပြီးတော့ဒီမှာနောက်ထပ်ဒီ summer collection အတွက်ပေါ့နော်အဲ the best one ကိုကျွန်တော်ဒီ root club ကောဝစ်စာအဲ clothing တွေပေါ့နော်အများကြီးထပ်ပြီးတော့ထွက်လာဖို့လည်းရှိရဆိုတော့အဲ့ဒီပွဲကိုလာရောက်ပြီးတော့တရှိပြီးတော့ကျန်တဲ့တာရှိလို့ရှိရင်အားပေးကြဖို့လည်းဖိတ်ခေါ်ကြပါမယ်ခင်ဗျာကျေးဇူးပါကျေးဇူးပါ